အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကြက်ပဲ့ရီတူလေးတို့ပြမှာဖြစ်ပါတယ်ရှင်အရင်ဆုံးပအဝင်ပစ္စည်းလေးတွေကတော့ကြက်သားကလပဲ့ချက်သွန်ဖြူနီဂျင်းကလော်ဒီရှောက်ရွံ့ညူသီးနဲ့အကြမ်းမုတ်တို့ဖြစ်ပါတယ်ရှင် အဲအရင်ဆုံးပဲရီစိန်ထားတဲ့ပဲလေးမျိုးတိချဆင်းအောင်စီးပြီးတော့ပြုတ်ပါမယ်ပေါ့နော် ပြုတ်တဲ့အချိန်မှာတက်လာတဲ့အမြုပ်လေးတွေကိုသူတို့ဖယ်ပေးပါမယ်ပေါ့နော်ပြီးရင်နူးဝတဲ့ပဲလေးတွေကိုသူကတော့မြန်အောင်လို့ထောင်းလိုက်ပါတယ်ထောင်းပြီးမှပဲပြုတ်ရည်တွေကိုပြန်ထည့်ပြီးတော့ပြန်ပြုတ်ပါတယ်ပေါ့နော်အဲ့အချိန်မှာစက်သားလေးကနှက်ထားပါမယ်နှက်ထားတဲ့စက်သားလေးကိုပဲနူးဝတဲ့အချိန်မှာတော့ ကြက်သားကိုပြုတ်ပါမယ်ပေါ့နော်မပြုတ်ခင်မှာကြက်ကိုဂျင်းကြက်သွင်းမြူထောင်းလာတဲ့အရည်လေးထည့်ပါမယ်ပြီးရင်သူ့အရည်အတိုင်းလေးပဲကြက်သားလေးကိုခန်းအောင်ရင်ထားလိုက်မှာပေါ့နော်ခန်းဝါတဲ့ခါကျမှသူ့လိုရည်လေးထည့်ပြီးတော့ပြုတ်ပါမယ်ပေါ့နော်အဲ့ချိန်မှာလဲတက်လာတဲ့အမြုပ်လေးတွေကိုဖယ်ပြရပါမယ်ပေါ့နော်ဒါကတော့ဆိုကကြက်အသေးမြင့်လေးပါထည့်ပြုတ်တဲ့အတွက်အောင်လေးနည်းနည်းလေးပြောင်းသွားတာပါရှင် စက်ပြုတ်ရီလေးစက်ပြီဆိုလို့ရှင်เนาะပြုတ်ထားတယ်အဲ့ဒီစက်သားလေးတွေကိုဖယ်ပြီးအေးခံထားပါမယ်အဲ့ချိန်မှာအဲ့စက်ပြုတ်ရီလေးကိုပဲပြုတ်ရီတွေကိုထည့်လိုက်ပါမယ်ပေါ့အရသာလေးပိုကောင်းအောင်ပေါ့เนาะပြီးတဲ့အခါမှာတော့အေးခံထားတဲ့စက်သားလေးတွေကို အနေတော်လေးတုံးထားပါမယ်ရှင် ပဝင်ပစ္စည်းလေးတွေကိုလည်းအစင်သင့် ready လေးဖြစ်အောင်လီထားပါမယ်။ကော်ဖီလေးလည်းလီထားမယ်၊ရှားရွက်လေးလည်းလီထားပါမယ်ပေါ့နော်။ပြီးလို့ရှိရင်တော့စာပလာလေးထည့်ပြီးရတာရှိတော့ healthy soup လေးဖြစ်တဲ့ကြက်ပိတ်သုပ်လေးတစ်ခွက်ရပါပြီရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဒီနေ့ကတော့နေသိမ့်မကောင်းလို့နှာခေါင်းတန်လေးဖြစ်နေရင် sorry ပါနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Thanks for watching.